နင်းစင်ခွန်အားအမှုတော်လုပ်ငန်းမှနှွေးထွေးလှိုက်လဲစွာ ကြိုဆိုပါတယ်။ကြည်ရှု နားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညီသက်ချင်းနဲ့ဂျေဇုတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ရှိရကြတာပတိမင်း ဧဖန်ဩရာဇာခန်းကြီးတော်အငယ်၁၄မှ၂အထက်ဆိုခဲ့ပြီးသောအကြောင်းကြောင့်ကောင်းကင်ဘုံမြကြီးဘုံမှာရှိသောတိန်တောင်လုံးဒီဟုသောသားတော်အပေါင်းတို့၏အချုပ်အခြာဖြစ်တော်မူသောငါတို့သခင်ယေရှုခရစ်၏ခမည်းတော်ရှိမှငါသည်ဒုထောက်၍ဆုတောင်းလေရှိ၏ဆုတောင်းသောအချက်ဟုမူကားဝိညာဉ်တော်အားဖြင့်သင်တို့၏အတွင်းလူကိုခွန်အားနှင့်မြင့်မြန်ခိုင်ခန့်စေ၍ ယုံကြည်ခြင်းအပြင်ခရစ်တော်သည်သင်တို့၏စိတ်နှလုံးအထင်၌ကျင်းဝတ်တော်မူမည်အကြောင်းဘုံတော်ကြွယ်ဝပြည့်စုံခြင်းနှင့်ညီလျော်စွာသင်တို့အားပေးသနာတော်မူ၍မေတ္တာ၌စိုက်ပျိုးခြင်းတိုက်မြင့်လေကြတည်ခြင်းရှိသဖြင့်သင်တို့သည်တန်ရှင်းသူအပေါင်းတို့၏ဤသူအနံအလျာအနက်အမြင့်တို့ကို ပိုင်းခြား၍သိခြင်းက၎င်းကိုညာနှင့်မသိနိုင်သော ခရစ်တော်၏မေတ္တာတော်ကို သိနာလေခြင်းက၎င်း သင်တို့သည်တက်ဆွမ်းနိုင်သဖြင့်ဘုရားသခင်၏ပြည့်စုံတော်မူခြင်းရှိသမျှနှင့်အညီပြည့်စုံကြပါမည်အကြောင်းငါသည်ဆုတောင်းလေရှိ၏ငါတို့၌ပြုပြင်သောတကူတော်အတိုင်းငါတို့တောင်းပန်ကြံစီသမျှထက်အလွန်ထူးခြားစွာ ပြုခြင်းကတတ်နိုင်တော်မူသောဘုရားသခင်သည်ယေရှုခရစ်အဖင်အသင်းတော်၌ကဘာအဆက်ဆက်ဘုံကြီးတော်မူစေတည်းအာမင် ဘုံတော်ကျွယ်ဝပြည့်စုံခြင်းနှင့်ညီညွတ်စွာသင်တို့အားပေးတော်မူ၍မေတ္တာ၌စိုက်ပျိုးခြင်းတိုက်မြင့်လဲကြတည်ခြင်းရှိသဖြင့်အေဘဩဝါဒစာခန်းကြီး3ခန်းငယ်16မှ18ခရစ်တော်၌နှက်ဆိုင်စွာ အမြင့်တွယ်ခြင်းချစ်လာစွာသောသင်ဥစ္စာအန်ဒရူးမာရီသည်သူ၏ဇာတိတောင်အာဖရိကတွင်လိမ္မော်ပင်များ၌အမျိုးမျိုးသောယောဂပိုးမွားများမြည်သောကူးဆက်တီကို မျှဝေခဲ့သည် အလေးချင်းရှိသောမျက်လုံးများကအလုံးကောင်းသည်ဟုထင်ရတော်လေကျွမ်းကျင်သောခြံသမားကအပင်ကိုတပြေးပြေးသေသွားစေသည့်ပုပ်ပြက်ဆွေးမြေ့ခြင်းကိုတွေ့သည်ယောဂရှိသော အပင်ကိုကဲ့တင်ရန်တခုတည်းသောနိလန်းမှာပင်စီနှင့်အကိုင်းခတ်များကို အမြင့်မှဖယ်ရှားပြီးအသည့်ဂိုင်းကူးဆက်ဆိုင်ရန်ဖြစ်သည် ထိုအခါအပင်သည်ရှင်သန်ပြီးအသီးသီးမြည်ဖြစ်သည်မာရီသည်ဤပုံဥပမာကို တမန်တော်ရှင်ပေါလုဤအေဖက်မြို့သားများထံသို့ရည်သောစာဆောင်နှင့်ချိတ်ဆက်ထားသည်ယောမအချင်းတော်တွင် ရှင်ပေါလုသည်သခင်ယေရှုခရစ်ဧဝံဂေလိတရားကိုအံ့ဩဖွယ်အချင်းချုပ်ဖော်ပြသည့်စာတစောင်ကိုရေးခဲ့သည် သူကယုံကြည်ခြင်းအပြင်ခရစ်တော်သည် ကျွန်ုပ်တို့၏စိတ်နှလုံးအထင်၌ကျိမ့်ဝတ်တော်မူမည်အကြောင်းခရစ်တော်၏ဝိညာဉ်တော်သည်ယုံကြည်သူတို့၏အတွင်းလူကိုခွန်အားနှင့်မြဲမြံခိုင်ခန့်စေရန် ဆုတောင်းခြင်းအပြင် သူ၏သင်းအုပ်နှလုံးသားကတောက်ပနေသည် သူတို့သည်မြစ်တာ၌စိုက်ပျိုးပြီးတမ်းမြစ်လဲကြတိချင်းရှိရန်နေဖျားသခင်၏ကြွယ်ဝသော မြစ်တာကို အပြည့်အဝဆုပ်ကိုင်ထားရန်ရှင်ဘောလူ လူလာပေသည်သခင်ယေရှုကိုယုံကြည်သူများအနေနဲ့ကျွန်ုပ်တို့၏အမြင့်များသည့်အာဟာရဓာတ်ပြည့်ပြီးအသီးသီးရန်ကုညီပေးသောဖျားသခင်၏ကောင်းသောချစ်ခြင်းမြတ်တာမြည်စီတွင် နှက်ဆိုင်စွာစိတ်ဝင်နေသည် ကျွန်ုပ်တို့သည်သခင်ယေရှု၌စိုက်ပျိုးထားသည်ဖြစ်၍ကျွန်ုပ်တို့အသည်သီးနိုင်အောင်သူ၏ဝိညာဉ်တော်သည်ကူညီပေးသည်မိမိအားတနည်းမဟုတ်တနည်းကွေးညွတ်စေသည့်မုန်တိုင်းတံကို ကျွန်ုပ်တို့ခံရနိုင်တော်လေကျွန်ုပ်တို့သည်အသက်နှင့်မေတ္တာ၏အရင်းအမြစ်ဖြစ်သောဖခင်သခင်၌အမြင့်ဆွဲခြင်းကြောင့်ကြံ့ကြံ့ခံနိုင်ပါသည် ။သပြည့်နယ်ယေရှု၌စိုက်ပျိုးခြင်းသည်သင်အတွက်မြည်သည့်အတိတ်ပဲနီ။ဖျားသခင်နှင့်အတူ ရှင်သန်သောအသက်တာကြီးထွားရန်အဟာရတက်လုံလောက်စွာရရှိကြောင်းသင်မြည်တို့သိချာစေသည်နီ။ချစ်ခင်သောဖျားသခင်အသီးအပွင့်များသည်ပြီးကိုရောဤဘုံကိုထင်ရှားစေရန်အလိုငါကျေးဇူးပြု၍ကျွန်ုပ်ကိုခိုတော်၏ချစ်ချင်းမြတ်တာ၌တည်စီလျက်ရှင်သန်စီတော်မူပါ သခင်ယေရှုနာမကိုအမိပြု၍ဆုတောင်းပါ၏။အာမင်။နေစဉ်ခွန်အားကို ကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံပုံပြည့်စုံကြွယ်ဝသောဘဝအတ္တများ ဖြစ်တည်နိုင်ကြပါစေ။